စေတနာမြတ်တာနဲ့အကြံပေးချက်တင်ကိုအန်ကန်နဲ့အတူနားဆင်ရမှာပါချီရှုတို့ရောက်စီတိုင်းလဲကိုယ့်ရဲ့ team news လာချက်တင်ကိုအတူတဘောဆောင်ပြီးခွန်မမရေးပေးသွားကြပါအောင်နော်ဟုတ်ကဲ့ကျွန်တော်ဟိုတင်းလေအခုပြောပြတာဟိုတမရာကြီးထွန့်ကနှစ်ပတ်အချိန်ပေးမယ်လို့ပြောတယ်ကျွန်တော်ကအရင်ဒီဆုံးမိတ်ဆွေတယောက်ကိုပြောပြတယ်မဟုတ်ဘူး82နှစ်ကြီးပဲတမရာထွန့်ကအချိန်ပေးတယ် 82နှစ်ကြီးမှာတခုခုအမေရိကန်နဲ့ဒီလုပ်ဖို့ဒီအီရန်ကလုံမလာတော့ဘူးဆိုရင်တစုံတရာလုံလိမ့်မယ်လို့ကျွန်တော်မိတ်ဆွေတယောက်ပြောပြတယ်ဗျအခု82နှစ်ကြီးတိတိမှာပဲအီရန်မှာရှိနေတဲ့နျူကလ িয়ার ဒီဆောင်ရွက်နေတဲ့ဌာနေတွေကိုအားလုံးနောက်တော့ကြာရင်တရင်မှာတွေ့ပါလိမ့်မယ် ဆိုတော့ဣဇရေးတိုက်နေတာကျွန်တော်တို့နားလေတာကဣဇရေးပြည်သူတွေရောအီရန်ပြည်သူတွေရောထိခိုက်နေတယ်ဣဇရေးရောတခြားဒီထောက်ခံတဲ့အဖွဲ့အစည်းတွေရော မထောက်ခံတဲ့အဖွဲ့အစည်းတွေရောလူကျင်တဲ့ဂျားတွေကိုတမ္မာကြီးဝင်သွားတာကျွန်တော်အနောက်ဆက်ဝင်လာတယ်ဗျာအာလောက်တာတရုတ်ဟက်ကာတွေကျွန်တော်သိတယ် တော့တရုတ်အစိုးရမျက်တောင်တောင်ခတ်ကြည့်မရှိလိုက်ဘူးเนาะဤပညာရတက္ကနိုလော်ဂျီရအရန်กว่าနေတပါသေးတယ်ဆိုတာကိုမြန်မာပြည်ပြည်သူတွေသိနေခြင်း ਨੇ အာအခုဖြစ်သွားတဲ့အခြေအနေကအားလုံးဘယ်သူမှမထိခိုက်ဘူးသူတို့စစ်ပွဲတယ်လေအမေရိကန်ဝင်သွားတာမဟုတ်ဘူးเนาะအားလုံးစိုးရိမ်ကြောင်ကြမှုကိုဖြည့်ရှင်းသွားပေးတာဒါပါပဲဗျာ ဟိုဆုလိုဂျင်နာကတော့တမရာကြီးထရန်ကပထမသူ့ရဲ့လေးနှစ်မှာဝါရှင်တန်ကိုခေါ်ပြီးတော့ဒီမိုကရက်နိုင်ငံရေးသမားတွေလူလေကြတာကိုခံလိုက်ရတဲ့သူဒါကိုအသေးချာတင်းနေပုံစံမျိုးစုံနဲ့ထင်းပေါင်းစုံဥမာတမရာကြီးထရန်ရဲ့မီဒီယာနဲ့ပတ်သက်လို့အာရှနဲ့ပတ်သက်လို့လုပ်ခဲ့တဲ့ project တွေထဲမှာပထမသူ့ရဲ့တက်တန်းမှာ ကျွန်တော်ပါဝင် ဆောင်ရွက်ခဲ့တယ် เนาะဆိုတော့ကျွန်တော်ပြောချင်တာကလူတွေကလာမေးနေတယ်အီရန်ကိုထောက်ခံသလားဟုတ်ကဲ့ကျွန်တော်ဘယ်သူမှမထောက်ခံဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မွေးဖွားခဲ့တဲ့နိုင်ငံဟုတ်ပြီလားခင်ဗျားတို့အီရန်ရဲ့ပထမနှစ်ပေါင်း2500ဘရင်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့နောက်ဆုံးအဆုံးသတ်သွားတဲ့ရှာဟုတ်ပြီနော်ဒါအားလုံးသိတယ်ခင်ဗျအရှိအလေပိုင်းမှာ ဣသရေလနိုင်ငံဖြစ်ပေါ်ဖို့အတွက်ပထမဆုံးထောက်ခံခဲ့တဲ့နိုင်ငံပြဒါကြောင့်နေတန်ယာဟုဟာအီရန်ပြည်သူတွေကိုထိခိုက်တပ်ဖြတ်ဖို့အတွက်သူအဲ့လောက်ထိတတ္တိမကောင်းဘူးတတ္တိရှိလို့လည်းမရဘူးခင်ဗျားတို့တမိုင်းတွေကိုသွားပြန်ကြည့်ပါအရှိအလေပိုင်းကုလသမဂ္ဂညီလာခံကြီးမှာပထမဆုံးဣသရေလနိုင်ငံဖြစ်ပေါ်ဖို့ထောက်ခံတာ အီရန်ဗျအာရှကပထမဆုံးထောက်ခံတာဗမာဗျဟုတ်ပြီဒါကိုလဲကျွန်တော်တို့ဂုံယူပါတယ်သို့တော်စစ်အစိုးရအဆက်ဆက်မှာဣသရေကတင့်ကားတွေအမြောက်လက်နက်တွေအမြောက်ကြည်စံထုတ်လုပ်ဖို့တွေအဲ့ဒါတွေအားလုံးဗမာပြိုတီဆောက်ပေးခဲ့တဲ့အပြင် ထောက်လှမ်းရေးဤပညာတွေကိုပါတင်ပေးပြီးတော့ကျွန်တော်တို့ចောင်းသားတွေပြည်သူတွေအပြစ်မဲ့သူတွေအများကြီးအလဟတာဖြစ်သွားရတယ်ပညာရှင်တွေအများကြီးသိသွားရတယ်ဗျကျွန်တော်ထောင်ထဲမှာနေခဲ့တယ်ဗျကျွန်တော်အရှိမသိသွားတဲ့ပညာရှင်တွေထောင်ထဲမှာ၄၅ယောက်ရှိတယ် ဘာဆိုဣသရေရဲ့ထောက်လဲရင်းဤပညာနဲ့ကျွန်တော်လည်းအဖန်ခံရတယ်သူတို့လည်းအဖန်ခံခဲ့ရတယ်ဗျအဲ့ဒါကိုကျွန်တော်ကဘာကြောင့်ထောက်ခံပေးရမှာလဲလို့ဒါဆိုရင်အီရန်ဘက် site ကိုကျွန်တော်တို့ကြည့်မယ်ခင်ဗျားတို့အခုတွေ့နေရတဲ့ပီသုံးလုံးပါတီယာဥထေးအောင်အီရန်နဲ့သွားဒီးတယ်လေရင်စီတွေရအောင်ဆောင်ရွက်ခဲ့တယ်ဒါကျွန်တော်အမှန်တိုင်းပဲပြောတယ် ပြီးတော့အဲ့ဒီလေရင်စီတွေအီရန်ကနေတဆင့်ရတယ်ကျွန်တော်တို့တိုင်းပြည်မှာဘုံလိုက်ကျဲနေတယ်ကျွန်တော်ကအဲ့ဒါကိုအီရန်ကို ထောက်ခံပေးရမှာလားလို့ဗမာပြည်မှာနေနေတဲ့ဒူတွေအလုံးအဲ့လောက်တော့အုံနောက်ရှိဖို့သင့်တယ်ဗျာခမရအစ္စလမ်ဖြစ်ဖြစ် ခရစ်ယာန်ဖြစ်ဖြစ်ဟိန္ဒူဖြစ်ဖြစ်ဗုဒ္ဓဘာသာဖြစ်ဖြစ်ကျွန်တော်ဘယ်ဘက်မှမထောက်ခံဘူးဒါပေမဲ့ခမရတို့ဟာတာနှောပြီးတော့ကျွန်တော်အပေါ်မှာလာဆဲနေတဲ့ အစ္စလမ်ဘာသာဝင်တွေကိုလည်းပြောလိုက်မယ်မင်းတို့ဒီနိုင်ငံမှာမွေးဖွားတယ်မင်းတို့ဒီနိုင်ငံမှာကြီးပြင်းတယ်မင်းတို့မှာရှိနေတဲ့တာဝန်ဟာဒီနိုင်ငံကိုနော်အာဏာရှင်အုပ်စိုးမှုတွေမတရားလုပ်မှုတွေချစားမှုတွေကနေတော်လှန်ရုံထွက်ပြီးတော့တန့်ရှင်းတဲ့နိုင်ငံတစ်ခု အောင်မြင်တဲ့နိုင်ငံတစ်ခုအဖြစ်နဲ့မင်းတို့ဆောင်ရွက်တဲ့ ကျွန်တော်ဒါပဲသူတို့ request လုပ်နိုင်တယ်ဘာလို့အဲ့ဒီကျွန်တော်လာဆဲနေတဲ့อิสลามบาบาဝင်တွေကိုပြောချင်တယ်ခင်ဗျားတို့အခုအီရန်ကိုသွားနေလို့ရသလားခင်ဗျားတို့လက်ရှိနေနေတာမြန်မာဒါပေမဲ့ခင်ဗျားတို့ကလည်းစစ်ဖနအောက်မှာကျွန်တော်မိတ်ဆွေတွေ အားလုံးကလည်းစစ်ဖနအောက်မှာစစ်ဖနအောက်ချင်းအတူတူဘက်လိုက်ပြီးထောက်ခံရမယ်ဆိုတာ အခုဖြစ်နေတဲ့နှစ်နိုင်ငံလုံးမပြောနဲ့ယူကရိန်းတောင်ဗမာပြည်ကိုစစ်လက်နက်ပစ္စည်းတွေအများကြီးရောင်းခဲ့တယ်။ရုရှားလည်းရောင်းခဲ့တယ်။မြန်မာပြည်သူတွေကိုတပ်ဖို့ကြံရွယ်ခဲ့တဲ့သူတွေအားလုံးဟာကနေ့စစ်ပွဲဖြစ်နေတယ်လို့ကျွန်တော်ခိုင်ခိုင်မာမာပြောချင်တယ်။အဲ့ဒီမြန်မာပြည်ကပြည်သူတွေမှာအစ္စလာမ်လည်းပါတယ်ခရစ်ယာန်လည်းပါတယ်ဗုဒ္ဓဘာသာလည်းပါတယ်ဟိန္ဒူလည်းပါတယ်မြန်မာပြည်ကပြည်သူတွေဟာ အခြားပြည်သူတွေတေဖို့အတွက်ဘာမှမလုပ်ခဲ့ဘူးဗျာကမ္ဘာပြည်သူတွေခမားတို့အဲ့လောက်တန့်ရှင်းလက်ဆက်ချောမွေ့နေတာကိုလူလဲတွေဂျဘိုးတွေမာဖီးယားတွေအောက်တန်းစားတွေကိုမင်းမထောက်ခံရခေါင်းလားဆိုပြီးတော့လာမပြောနဲ့ sorry ပါခမားကျွန်တော်ကိုရှယ်လေးပါကျေးဇူးတင်ပါတယ်